ထိုင်းနိုင်ငံကနေမိမိဆန္ဒအလျောက်နေရပြန်လာပြီးကင်းပြည်နယ်ငင်းချင်းတင်ကေတောင်၄ကီကောင်မြို့တင်မှာနေထိုင်လျက်ရှိတဲ့မိသားစု54စုတို့ကိုမျိုးရီလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူအင်အားဆိုင်ရာရုံးနဲ့ NRC Norwegian Refugee Council တို့ပူးပေါင်းပြီးတစ္ဆာစီမံချက်နဲ့နိုင်ငံသားစီစီကပ်ပြထုတ်ပေးခြင်းတွေကိုမလ28ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဒုက္ခသည်စခန်းတွေကနေမိမိဆန္ဒအလျောက်နေရပြန်လာပြီးကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်၄ကီကောမြို့တင်မှာလက်ရှိနေထိုင်လျက်ရှိတဲ့အိမ်တော်စု54စုလူရည်တရာကျော်တို့ကိုမြောက်ရီမြို့နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဆိုင်ရာရုံးမှာအိမ်တော်စုလူရည်စရင်ပုံ66မြင်းဆောင်6ထုတ်ပေးတာနဲ့နိုင်ငံသားစီစီကပ်ပြားထုတ်ပေးတာကို၄ကီကောမြို့တင်ဒူပလီယာအထက်တန်းကျောင်းမှာဆောင်ရွက်ပေးခဲ့တယ်လို့သိရပါဗျာ။ အခုလိုပြုလုပ်ပေးခဲ့တဲ့ပွဲမှာမြောင်းရီမြို့မဲဆနာနယ်အမှတ်နဲ့ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကအဖွင့်အမှားစကားပြောကြားခဲ့ပြီးမြောင်းရီခရိုင်လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဆိုင်ရာခရိုင်ဦးစီးဌာနမှဦးအောင်ခိုင်ဆွေကနိုင်ငံသားစီစဉ်ကပ်ပြန်ပြုလုပ်ပေးရတဲ့အကြောင်းကိုအခုလိုပဲရှင်းလင်းပြောကြားခဲ့ပါတယ်။ကျွန်တော်တို့54စုကျွန်တော်ထုတ်ပေးတာဖြစ်ပါတယ်။ထုတ်ပေးရတဲ့အချိန်မှာအဲ့ဒီမှာရှိတဲ့အခုဒီနိုင်ငံသားစီစဉ်ကပ်ပြန် အဲဒါကျွန်တော်ဆယ်နှစ်ပြည့်တဲ့ခါကျရင်လုံလို့ရတဲ့လူအားလုံးကိုရောက်တရာကျော်လောက်ကိုကျွန်တော်ဒီနေ့နိုင်ငံသားစီစီကပ်ပြားတွေကိုကျွန်တော် NRC နဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာရှိတဲ့အဲလာဝကာနဲ့ကျွန်တော်တို့ NRC နဲ့ပူးပေါင်းပြီးတော့ဒီလေးကော်ရဲ့ဒုပလာယာခရိုင်ကျွန်တော်တို့ဒီအထက်တန်းကျောင်းမှာဒါနိုင်ငံသားစီစီကပ်ပြားတွေကိုကျွန်တော်ထုတ်ပေးသွားမှာဖြစ်ပါတယ်ကိုပြန်လဲပြီးတော့မိမိသဘောဆန္ဒလေးရောက်ပြန်ဝင်လာမယ်ဆိုရင်တော့ဒါနိုင်ငံတော်အစိုးရအစီအစဉ်နဲ့ကျွန်တော်တို့ကတော့လိုအပ်တဲ့အပိုင်းတွေဆက်လက်ပြီးတော့ဆောင်ရွက်ပေးနေရှိပါတယ်အဲ့လိုရှိတဲ့အချိန်မှာကျွန်တော်တို့ဒီမြောက်ဒီမြို့နယ်လူမှုကြီးကြပ်ရေးဌာနအနေနဲ့ကကျွန်တော်တို့ကဒီ ဝင်လာတဲ့မိသားစုတွေကိုကျွန်တော်တို့ကလက်ရှိဓမ္မနေမယ့်နေရာတွေနဲ့လိပ်စာတွေနဲ့ကျွန်တော်တို့ကအိမ်အောင်စင်းကိုအရင်ဆုံးထုတ်ပေးပါတယ်။အိမ်အောင်စင်းပုံစံ666ကိုထုတ်ပေးပြီးပြီဆိုရင်ကျွန်တော်တို့ကအခုလက်ရှိသူ့ရဲ့ project ဖြစ်တဲ့ကျွန်တော်တို့ကနိုင်ငံသားစီစဉ်ကပ်ပြားစီစဉ်ချက်လုပ်ငန်းကိုဆက်လက်ပြီးတော့ထုတ်ပေးမှာဖြစ်ပါတယ်။အဲ့ဒီနိုင်ငံသားစီစဉ်ကပ်ပြားထုတ်ပေးတဲ့ချိန်မှာအသက်70နှစ်အထက်ကနေစပြီးတော့အသက်70နှစ်ကနေအထက်78နှစ်အထက်ဒီအားလုံးကိုနိုင်ငံသားစီစဉ်ကပ်ပြားထုတ်ပေးမှာဖြစ်ပြီးတော့တချို့ကြတော့တစ်ဖက်ကျွန်တော်တို့ အရင်နေခဲ့တဲ့မြို့နယ်တွေမှာမှောက်နေလုပ်ခဲ့တဲ့လူတွေဆိုရင်ဒီနိုင်ငံသားစီကပြနံပါတ်ကိုမှန်မှန်တစ်ဖက်နိုင်ငံတစ်ဖက်ဒေသတွေနဲ့ကျွန်တော်တို့မြို့နယ်တွေနဲ့ချိတ်ဆက်ပြီးတော့မှန်ကန်တယ်ဆိုကျွန်တော်တို့မိတူထုတ်ပေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံအတွင်းပြည်ရင်းစစ်ကြောင်းထိုင်းနိုင်ငံရှိဒုက္ခသည်စခန်းတွေမှာဆယ်စုနှစ်များစွာခိုးလုံနေကြသူတွေထဲမှာနေရာကိုမိမိတို့ဆန္ဒအလျောက်ပြန်လာခြင်းတဲ့သူအများအများကြန့်ရှိနေသေးတယ်လို့လည်းသိရပါဗျ။